ရိသက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာမိမိအသုံးပြုနေတဲ့ Facebook အကောင့်ကခဏခဏလော့ကျနေပြီလားဒါမှမဟုတ်လော့ကျမှာစိုးရိမ်နေပြီလားဒါဆိုရင်တော့အဲ့ဒီအရာတွေကင်းဝေးဖို့မိမိရဲ့မှတ်ပုံတင်တဲ့ Facebook ကတရားဝင်အသိမှတ်ပြုအောင်ဘလို့မှတ်ပုံတင်ရမယ်ဆိုတာကိုပြပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်ပထမဆုံးအနေနဲ့မိမိရဲ့ Facebook setting တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာတော့ Cmoin အကောင့်ဆန်လာဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ personality detail ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ် ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့ identity confirmation ဆိုတာကိုနှိပ်ပေးလိုက်ပါဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ confirm your identity ဆိုတာကိုနှိပ်ပေးလိုက်ပါ okay ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအောက်ကကျွန်တော်မျှပြထားတဲ့နေရာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်မှာ select ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒီနေရာမှာကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာကိုရွေးပေးလိုက်ပါ โอเคပြီးသွားပြီဆိုလို့ရှင်တော့ဒီအောက်ကကျွန်တော်တို့ next ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ရပါမယ်ဒီနေရာရောက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့ yes continue ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคခုဒီနေရာကိုရောက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမှာပေါ့เนาะမြပြထားတဲ့ဒီ personal id တော့ဒီအဲ့ဒီကျွန်တော်မြပြထားတဲ့ဒီ wine ပြထားတဲ့နေရာကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်โอเคပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအပေါ်က upload your id ကိုကျွန်တော်တို့ရွေးပြီးတော့မှကျွန်တော်တို့အောက်က next ကိုနှိပ်ပေးလိုက်ပါ โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ National ID card ပေါ့เนาะအပေါ်မှာကျွန်တော်တို့ဒီ passport ရှိတယ်ဒီ driver license ရှိရပေါ့เนาะအောက်ကကျွန်တော်တို့ကမှတ်ပုံတင်တဲ့ဒီပေါ့လုံမှာဖြစ်တဲ့အတွက် National ID card ကိုရွေးပြီးတော့မှကျွန်တော်တို့အောက်က next ကိုနေပေးရမှာပဲဖြစ်ပါတယ်โอเคပြီးသွားပြီဆိုလို့ရှိရင်เนาะဟိုအောက်ကကျွန်တော်တို့ guest tag ဆိုတာကိုကျွန်တော်တို့နေပေးလိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့မိမိရဲ့ဒီပေါ်နံပါတ်ပုံတင်ကိုထုတ်ပြီးတော့မှကျွန်တော်တို့ဒီရှေ့မျက်နှာပြင်ကိုကျွန်တော်တို့ဒီကင်မရာနဲ့ရှင်ပေးရမှာပဲဖြစ်ပါတယ် โอเคပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကားဒီပေါ့เนาะတရှားဒီပုံကတည့်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အောက်ကားဒီ submit ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ kitter ဆောင်ဆိုင်ပေးရပါမယ်โอเคနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဒီခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ finish ကိုကျွန်တော်တို့နှိပ်ပေးလိုက်လို့ရပါပြီ โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ကျွန်တော်ကျွန်တော်ဒီမှာဘောနော် improve grade ဘောနော် improve grade ဆိုပြီးဖြစ်နေတယ်အဲသူကဒီအပေါ်မှာလည်းကျွန်တော်ဟိုဘောနော်အဲဒီသူရှင်းပြထားတယ်ဘောနော် improve grade ဆိုပြီးဖြစ်နေရဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ရဲ့ဒီဘော ID တင်ထားတဲ့ map ပုံတွေကိုသူသွားဆက်ဆေးနေပြီပဲဖြစ်ပါတယ်โอเคဆက်ကြည့်အောင် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဘောနော် item ကိုကျွန်တော်ဝင်ကြည့်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာ person personal ID ဆိုတဲ့နေရာမှာအဲသူကဘောနော်အဲဒီမှာ your ID is being reviewed ဆိုပြီးတော့ပုံနေတယ်ဘောနော်အဲ့ဒါကိုသူက24နာရီအတွင်းအသူ့ဘက်ကနေပြီးတော့မှအကြောင်းပြန်ပေးမှာပဲဖြစ်ပါတယ်အဲကျွန်တော်တို့ဘက်ကနေ character ဆောင်ဆိုင်ပေးရမှာပဲဖြစ်ပါတယ် โอเคနောက်တစ်ဆက်အနေနဲ့ကျွန်တော်တို့ခုလိုမျိုးပေါ့เนาะအဲသူ့ဘက်ကဒီ24နာရီအတွင်းအကြောင်းပြန်လာပြီးတော့မှဒီအဲဒီ personal ID ဆိုတဲ့နေရာမှာ UID is confirm ဆိုပြီးဖြစ်ပြီးတော့မှဒီရှေ့မှာအမှန်ကြီးအစိမ်းနေနဲ့ဖြစ်ပြီးဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဒီမှတ်ပုံတင်တဲ့ဒီ ID တင်တာကကျွန်တော်တို့အောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account ကအလွယ်တကူ log ကြတာပြီးပါပြီဖြစ်မှာမဟုတ်တော့ပါဘူးโอเคအားလုံးပဲအသိပေးကြပါသည်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးเนาะ